ခရစ်ပတိုလို့ပြောလိုက်တာနဲ့ဈေးနှုန်းတွေကရူရာ ကိုစတာစီးနေရတယ်လို့အမြန်တမ်းအတိတ်ကျန်အကြကျန်ဖြစ်နေတယ်လို့အားလုံးထင်နေကြတယ်မလားဒါပေမဲ့တကယ်တော့ဈေးနှုန်းတည်ငြိမ်ပြီးတော့ပြောင်းလဲမှုမရှိတဲ့ခရစ်ပတိုကာရန်စီလည်းရှိပါတယ်မြန်မာနိုင်ငံမှာလည်းတဖြည်းဖြည်းနဲ့လူသုံးများလာနေပါပြီဒါကို stable coin လို့ခေါ်ပါတယ်ဒီနေ့ဗီဒီယိုမှာ stable coin ဆိုတာဘာလဲ ဘယ်လိုမျိုးအလုံးလောက်တာလဲဘယ်နေရာတွေမှာတုံးကြတာလဲနာမည်ကြီးတဲ့ stable coin တွေကဘာတွေလဲပြီးတော့ passive income ဘယ်လိုမျိုးရှာရမလဲဆိုတာကိုဒီဗီဒီယိုမှာမျှဝေပေးမှာဖြစ်ပါတယ် stable coin ဆိုတာကတန်ဖိုးကိုအမြဲတမ်းတည်ငြိမ်အောင်ဒီဇိုင်းထုတ်ထားတဲ့ cryptocurrency တစ်မျိုးပါ bitcoin တို့ ethereum တို့လိုဈေးတွေကတအားတက်ကြတာမျိုးမဟုတ်ပါဘူး ဒီလိုဈေးနှုန်းတည်ငြိမ်အောင်ဘယ်လိုလုပ်ထားတာလဲဆိုတော့တကယ်ပြပါက ပိုင်ဆိုင်မှုတွေဖြစ်တဲ့သူတို့တွေခေါ်ကြတာက real world assets RWA တွေနဲ့ချိန်ထားတယ်လို့ပြောပါတယ်ဥပမာ American dollar, euro, shwe ဒါမှမဟုတ် Ethereum တို့လို crypto တွေနဲ့တောင်ချိန်ထားတာတွေရှိပါတယ် အများအပြားကတော့ဒေါ်လာနဲ့ချိန်ထားတာများပါတယ်။ဒါကြောင့် 1stable coin ကို1ဒေါ်လာနဲ့အမြဲတမ်းညီမျှနေတာပါ။ stable coin တွေကိုဈေးနှုန်းတည်ငြိမ်အောင်ဘယ်လိုထိန်းထားတာလဲဆိုတော့အဓိကအားဖြင့်ကတကယ်ငွေကြေးတွေဖြစ်တဲ့ဥပမာ American dollar တွေကိုဘဏ်ထဲကိုထည့်ထားပြီးတော့ထိန်းထားပါတယ်။ဥပမာဘဏ်ထဲကိုဒေါ်လာ1000ထည့်မယ်ဆိုရင် stable coin 1000ထုတ်ပေးပါတယ်။ဒါပေမဲ့ ်ဘယ်တဲ့ကတကက်တန်ဖိုးနဲ့ blockchain ပေါ်က stable quality ရဲ့တန်ဖိုးမညီမျှဘူးဆိုရင်တော့ဈေးကျသွားနိုင်ပါတယ်။ဒါအပြင် Ethereum လို crypto တွေနဲ့ချိန်ထားတာမျိုးတွေလည်းရှိသလိုဘာမှမချိန်ဘဲနဲ့ algorithm နဲ့ချိန်ထားတဲ့အမျိုးအစားတွေလည်းရှိပါတယ်။ပထမအသုံးများဆုံး stable coin က USDT ပါ။ stable coin လောကရဲ့ဘယင်လို့တောင်ခေါ်လို့ရပါတယ်။ 1 USDT ကို1ဒေါ်လာဖြစ်အောင်ချိန်ကြီးထားပြီးတော့ crypto ဈေးကွက်မှာလူသုံးအများဆုံးဖြစ်ပါတယ်။ဒုတိယတစ်ခုက USDC ပါ။သူကလည်း American Dollar နဲ့ချိန်ကြီးထားတဲ့ stable coin တစ်ခုဖြစ်ပါတယ်။ USDT ထက်ပွင့်လင်းမြေသာပြီးတော့ပူပြီးရုပ်ကြီးစိတ်ထားလို့ရတာကြောင့် US လိုနိုင်ငံကြီးတွေ EU လိုနိုင်ငံကြီးတွေကပါလက်ခံပြီးတော့အသုံးပြုကြပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ဘဏ္ဍာငွေကို3လတခါ6လတခါပုံမှန်ဆက်ဆီးပြီးတော့အစီအေခံစားထုတ်ပေးနိုင်လို့ဖြစ်ပါတယ်။ stable coin တွေကိုဘယ်နေရာမှာအသုံးပြုကြတာလဲဆိုတော့ trader တွေက bitcoin တို့လို crypto ကနေအမြဲရလာတဲ့အခါမှာ ဈေးကျသွားမယ်ဆိုရင်ဆုံးရှုံးမှုမရှိအောင် USDT UDC လို stable coin တွေကိုပြောင်းထားလိုက်ကြပါတယ်တချို့ကရိုးရိုးငွေစည်းကိုဒေါ်လာကိုင်းမဲ့အစားပို့ပြီးလှုံ့ချုံပြီးတော့ ဖုန်းထဲကိုဆော့ဝဲထည့်ထားရုံနဲ့ကိုသွားတဲ့နေရာအမြဲပါချင်တဲ့သူတွေဘေးကွိုင်းလိုဈေးအတေးကျရှိတဲ့ခရစ်ပတိုကိုဝဲချင်တယ်ဆိုရင်စတေဘယ်ကွိုင်းကိုဂျားခတ်အနေနဲ့အသုံးပြုမယ်ဆိုရင်လည်းရပါတယ်တချို့ကနိုင်ငံတကာငွေလွှဲပြောင်းမှုတွေမှာမြင်းမြင်းဆက်ဆက်နဲ့ကိုကျက်စရဲတက်တာအောင်လုပ်တဲ့နေရာမှာအသုံးပြုကြပါတယ်ကျွန်တော်ကတော့ Binance App မှာ stable coin တွေကိုတိတ်ထားပြီးတော့ကိုပက်ဆက်လက်တပြားမှာစုံစုံစီရမလို့တဲ့အပြင်ကိုမှအလုံးလုံးစီရလည်းမလို့ပဲနဲ့ လစဉ်လတိုင်း Binance ကနေအတူရနေအောင်လှုပ်ထားပါတယ်။တချို့နိုင်ငံတွေမှာဆိုရင်ငွေဖောင်းပွားမှုကအယဲမြန်တာကြောင့်ကိုပိုင်တဲ့ပတ်စံတွေတန်ဖိုးကျမသွားအောင် USDT လို stable coin တွေအဖြစ်ပြောင်းထားကြပါတယ်။ဥပမာကျွန်တော်တို့နိုင်ငံတွေလိုမျိုးပေါ့။ပြီးတော့ရွှေလိုမျိုးမီးလောက်သွားမှဓမြတိုက်သွားမှတခိုးခိုးဝါမှပျောက်မှစသဖြင့်ရန်သူမျိုး၅ပါးကိုလည်းကြောက်ရွံ့မလို့တဲ့အပြင်ကိုမှစိတ်သွားတဲ့ကိုပါဆိုလို့ကိုနဲ့အတူကိုပိုင်ဆိုင်မှုတွေကအမြဲအတူတူကရှိနေမှာဖြစ်ပါတယ်။ stable coin တွေကို Binance လို့ exchange တွေကနေ KP, Wave, AYA ပေးတွေကိုအသုံးပြုပြီးတော့တက်တလောက်ဝယ်လို့ရပါတယ်။တကယ်လို့ဝယ်ချင်တယ်ဆိုရင် description မှာဘလို့ဝယ်ရမလဲဆိုတဲ့ video ကိုထည့်သွင်းပေးထားပါမယ်။ဒီလိုဝယ်မယ်ဆိုရင် Binance account တစ်ခုရှိဖို့လိုအပ်ပါတယ်။ trading လုပ်တိုင်းမှာ10% discount ရတဲ့ referral code ကို description မှာထည့်ထားပေးပါမယ်။ဒါအပြင်ကျွန်တော်ရဲ့ referral ကိုအသုံးပြုပြီးတော့ KYC အောက်သွားတဲ့သူတွေကို2ဒေါ်လာ reward ပေးမယ့် season ကိုလည်းလှုပ်ထားပေးပါတယ်။ ဆိုတော့ဒီလောက်ဆိုရင် stable coin အကြောင်းသိသွားပြီလို့ထင်ပါတယ်မိတ်ဆွေတို့အနေနဲ့ stable coin တွေထဲမှာ best stable coin ကိုအကြိုက်ဆုံးလဲဘယ်လောက်ဝယ်ကင်ထားလဲဆိုတာကို comment မှာ mark ပေးလို့ရပါတယ်ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင် like လေးနဲ့အားပေးခံနေပါတယ်နောက်တဲ့ဒီလိုမျိုးဗီဒီယိုတွေအများကြီးလာအောင်မှာဖြစ်တာကြောင့်ဗီဒီယိုအသစ်တွေတိုင်းကြည့်ရဖို့ channel ကို subscribe လုပ်ခဲ့ပေးဖို့မမေ့နဲ့နော်နောက်တဲ့ဗီဒီယိုမှာတွေ့ပါမယ်ခင်ဗျာအားလုံး thank you ပါ